မင်္ဂလာပါရှင်ရမကိတ္တကျန်နဲ့နောက်ဆုံးရသတင်းကိုတင်ဆက်ပေးပါမယ်။အခုတကောင်မှာတော့စစ်မှုထမ်းပတ်စင်ဆက်လေးတကူထဲမှာတသားအစ်900ကျော်ရှေ့တန်းစစ်မြေပြင်တွေမှာအသေဆုံးပြီး200ကျော်စစ်ကူတော်မကန်နေရဂျပန်စစ်ကောင်စီတပ်ကလောင်စင်ခေါ်လျက်ရှိစစ်မှုထမ်းတပ်သားတွေနဲ့စစ်မှုထမ်းပတ်စင်ဆက်လေးမှာတသားအစ်900ကျော်မှာကချင်နဲ့ရခိုင်ပအဝင်ရှေ့တန်းစစ်မြေပြင်မှာအသေဆုံးသွားခဲ့ကြောင်းစစ်တပ်သတင်းမြင့်နဲ့အသေဆုံးတန်ရရှိထားတဲ့ပတ်စင်ဆက်လေးမှာစစ်မှုထမ်းတပ်သားတွေရဲ့အကြမ်းတူမိသားစုထဏီကနေသိရတယ်။ စတေမာလာဆန်နီရဲ့နေတင်တဲ့စင်ကတဲ့စမူရန်သက်သားတဲ့ကိုရှမ်းမြကချင်းကရင်ကင်းနီနဲ့ရခိုင်ရှိတဲ့စစ်မြေပြင်တွေကိုအဓိကဆေးလုခဲ့ရရှင်းသွေးဆေးလုခဲ့ရတော့စစ်မှုရန်သက်သားတဲ့နဲ့မှာအသက်ထံကကြောင်မှတင်ဆောင်သွားခဲ့ပြီး200ကျော်မှလည်းတရားရရှိတဲ့ပြင်စိတ်ကူတမှုကဲနေရာကြောင်းသိရတယ်။ အပတ်စဉ်စလီကတိမ်ဆုံနဲ့ပြောင်းဆုံစင်း900ကျော်တက်တဲ့မြောက်ရီမြို့နယ်အာရှလန်နဲ့ကော့ဂရိတ်ကွင်းကရားပြည်နယ်ဒီမော့ဆိုရှမ်းမြောက်ကြောင်းပဲကချင်ပမော်နဲ့မကွေးရခိုင်ဆက်ငဖင်းမြို့နယ်တွင်ကထိတွေ့မှုတွေမှာတိမ်ဆုံနဲ့ပြောင်းဆုံစင်း900ကျော်လို့စစ်တပ်သတင်းမြစ်ခပြောတယ်။ရှေ့နှဆက်မြေပြင်မှာဒဏ်ရာရရှိခဲ့တဲ့အပတ်စဉ်စလီမှာစစ်မှုတန်းတပ်သားနေရာကျော်မှာစစ်စေးရုံတွေမှာဆဲကူတာနေပြီးဒဏ်ရာရရှိတဲ့တပ်သားတွေမှာသက်ဆိုင်မိသားစုတွေနဲ့မိဘတွေနဲ့စစ်တပ်ကွင်းရရှိကြောင်းတို့ရတဲ့မိဘဆွေမျိုးတွေကိုစစ်စေးရုံကိုလာခွင့်ပြုကြောင်းသိရတယ်။ ခရီးပြည်နယ်ဒီမော့ဆိုတိုက်ပွဲမှာတရားရရှိပြီးတော့လွန်ကော်မျိုးစစ်စင်ရုံမှာတရားစိတ်ကုသနေတဲ့စစ်မှုရဲအပတ်စဉ်ဆက်လီမှာတက်သားတဲ့တဲ့ကလည်းအပတ်စဉ်ဆက်လီမှာတက်သားတဲ့အများစုမှာရှင်တန်းစစ်မြေပြင်ကိုဆေလုခင်ရပြီးတေဆောင်သူအများပြားရှိနေတယ်လို့၎င်းမိဘတွေထံကိုသိပေးကြောင်းကြားလာကြောင်းသိရတယ်။ စစ်တပ်ကတန်းရရှိတဲ့စစ်မှုရန်တပ်သားတွေနဲ့မှခြေလက်အင်္ဂါဆုံးရှုံးသူတွေမတန်ဆန်းသူတွေတူကတော့စစ်သားအဖြစ်ပြန်လည်မဆင့်ကုန်တော့ကြောင်းတို့ရတဲ့တိုက်ပွဲတွင်ပြင်ပတန်းရသားရရှိတဲ့ခြေလက်အင်္ဂါအကောင်ပကတိရှိနေတဲ့စစ်မှုရန်တပ်သားတွေတွေကိုဆေးဦးမှဆင်ပြီးပြန်လည်တပ်သားလင်းရှေ့တန်းတို့ပြန်လည်ပို့ဆောင်မျိုးစစ်ဆေးဦးမှပင်အသိပေးကြောင်းသိရတယ်အကြပ်ဘက်စစ်တပ်က2024ခုနှစ်မေလကစတင်ပြီးစစ်မှုရန်ဘက်စင်တွေကိုစတင်ဖွင့်လှစ်ခဲ့ပြီးလစဉ်လူငယ်9000ကိုစစ်သားဖြစ်စုဆောင်လာခဲ့ရယခုကစစ်မှုရန်ဘက်စင်18ကိုရောက်ရှိနေပြီဖြစ်တဲ့ ဆက်လက်ပြီးစစ်တပ်အတူရောင်ရွေကောက်ပွဲကိုနှောက်ရှန်းဟန်တာသည်ဟုဆိုကပြည်သူ64ကိုဖမ်းဆီးရယူထားပြီးဖော်ထုတ်ရေးယူမှုတွေဆက်လက်ဆောင်မြူဆုံဂျန်ဖက်စစ်တပ်အတူရောင်ရွေကောက်ပွဲကိုနှောက်ရှန်းဟန်တာသည်ဟုဆိုကပြည်သူ64ကိုစစ်တပ်ကဖမ်းဆီးရယူထားပြီးရွေကောက်ပွဲလုံခြုံရေးကိုထိခိုက်စေနိုင်နှလုံးဆောင်မှုတွေနဲ့ဝါရဖြတ်မှုတွေကိုစုံစမ်းဖော်ထုတ်ရေးယူထားတဲ့စစ်တပ်လက် ကပ်ပြည်ထိုင်ဝင်ကြီးဆိုသူထွန်းထွန်းနောင်ကပြောတယ်အော်တိုဘလတိုင်းနေကနေပြီးတော့မှပြုလုပ်တဲ့စစ်တပ်ရွေးကောက်ပွဲလုံခြုံရေးဆိုင်ရာကြီးကြပ်မှုကော်မတီဗဟုကော်မတီစီဝေးမှလည်းကောင်ကအထပ်ပါတိုင်းပြောဆိုသွားခြင်းဖြစ်တဲ့ စစ်တပ်ကပြုလုပ်မဲ့ရေကောက်ပွဲကိုပြပြစေအနီးမျိုးနဲ့ကျွလွန်သူတွေကိုဖော်ထုတ်ရေယူခြင်းနဲ့ဆောင်ရွက်လျက်ရှိကြောင်းစွင်မာလာ30အနီးတနင်္ဂနွေလုံးမှာရေကောက်ပွဲပြပြစေနောက်ဆက်သည်ဥစုကပြည်သူ64ကိုဖမ်းဆီးရေယူထားပြီးအမှု24ကိုဖွင့်လှစ်ထားကြောင်းသိရတယ်။စစ်တပ်ရေကောက်ပွဲအတွက်စစ်တပ်ပြည်သူစစ်ပြည်သူလုံခြုံရေးနဲ့အကြံဖတ်နေနေအဖွဲ့မိဖက်ဖွဲ့တွေနဲ့တူပြည်တိုင်းဝင်ကြီးဌာနလက်အောက်ရှိတဖွဲ့ဦးစီးဌာနအားလုံးကပေါင်းစပ်ညှိနှိုင်းဆောင်ပြီးဖြစ်ကြောင်းလည်းကောင်းကဆက်လက်ပြောဆိုရတယ်။ အကြမ်းဖက်စစ်တပ်ကယခုနှစ်ကုန်ပိုင်းပြုလုပ်မဲ့ရွေးကောက်ပွဲကိုကာကွယ်ရအတွက်နှောက်ယှက်ဖြန့်စည်းတွေကိုထောင်နေနေဆုံး၃နှစ်ကနေထောင်နေတဲ့တကြုံနဲ့တည်တယ်နေချမှတ်နိုင်တဲ့ရွေးကောက်ပွဲတွေနှောက်ယှက်ဟန်တက်မှုတွေကာကွယ်ဥပဒေကိုဇူလိုင်လ20ရက်နေ့မှာပြဋ္ဌာန်းခဲ့တယ်။ စေကောင်စီကပြတန်းတိုင်းဥပဒေမှာရွေးကောက်ပွဲကိုပြပြစဉ်ဟောပြောခြင်းပြောဆိုခြင်းစီအောင်ခြင်းလုံဆော်ခြင်းဆန္ဒပြခြင်းစာရေးသားပြန့်ဝေခြင်းတို့ကိုပြုလုပ်အရေးယူမည်ဖြစ်ကြောင်းချိန်ချောက်ခြင်းဟန်တာခြင်းမလျော်ဩစာသုံးခြင်းနာကျင်စေခြင်းပြင်းထန်နာကျင်စေခြင်းလူစုလူဝေးနဲ့ကန့်ကွက်ခြင်းလူသေးဆုံးခြင်းတွေဖြစ်ပေါ်လာပါကပြစ်မှုကိုလိုက်ပြီးအ ਨੇ ဆုံးထောင်နဲ့သုံးနှစ်ကနေအများဆုံးထောင်နဲ့တတ်တတ်ကြုံနဲ့အသေးတံတို့ကိုချမှတ်မည်ဖြစ်ကြောင်းသိရတယ် လက်တော်ပြည်သူတွေကိုစစ်တပ်ကအေးအယွာမှာရေကောက်ပွဲတွေကိုနှောက်ရှက်ဟန်တာဖျက်ဆီးခြင်းမှာကာကွယ်ရေးဥပဒေပုံမှန်23ကာကြီးနဲ့အရေးယူထားပြီးအဆိုပါပုံမှန်မှာရေကောက်ပွဲဆိုင်လုပ်ငန်းစဉ်တွေကိုဖြစ်စေလုပ်ငန်းစဉ်တစိတ်တေတာကိုဖြစ်စေပြပြားစဉ်ဟောပြောခြင်းပြောဆိုခြင်းစီယုံခြင်းလုံဆောင်ခြင်းဆန္ဒပြခြင်းတို့မဟုတ်ဆိုင်ရေးသားဖြန့်ချခြင်းတို့ကိုမိသည့်နည်းနဲ့မှမပြုပါဘဲအဆိုပါတာမြင့်ချက်ကိုဖောက်ဖျက်ကျူးလွန်ကြောင်းပြစ်မှုထင်ရှားစီရင်ခြင်းခံရရင်ထိုသူကိုထောင်နှံနေဆုံး၃နှစ်ကနေအများဆုံး9နှစ်ထိချမှတ်ရမယ်ဖြင့်ငွေနဲ့လဲချမှတ်နိုင်ကြောင်းပြဋ္ဌာန်းနေ စတေမာလာ24ရက်နေ့မှာလည်းကရနေဥက္ကဋ္ဌပတိုလ်စောက်ွက်ထွင်ပါဝင်ဖွဲ့ဝင်23ဦး A တပ်ဖွဲ့ချင်းပြည်နဲ့ချင်းနဲ့ဆွေရောက်ဖွဲ့ဝင်16ဦးနဲ့ခက်တဲ့မီဒီယာတို့ကိုစစ်တပ်ကရွေးကောက်ပွဲနောက်ရှင်ဟန်တာမှုဥပဒေပုံမှန်23ကာကြီးနဲ့အမှုဖွင့်ထားကြောင်းစစ်ကော်မရှင်ကထုတ်ပြန်ကြေညာတယ်။ဆလဘီကာဇာမှာပုံကျဲနေရာချက်ချင်းရပ်ထားဖို့အစ္စရေးကိုထရန်ပြောကာဇာကမ်းမြောင်ဒေသမှာပုံကျဲနေရာကိုရပ်ထားဖို့အစ္စရေးကိုအမေရိကန်သမ္မတဒေါ်နယ်ထရန်ကတောင်းဆိုလိုက်တယ်။ ဂါဇာခြေစိုက်ပါလက်စတိုင်းပြောက်ကြားဖွဲ့ဟာမတ်စ်ကထရန့်ကိုရိုင်းဆိုပြုတ်ထိုင်ငင်းချိုင်းစီမံတွေကိုလက်ခံဆွေးနွေးဖို့မိစိန်ပြလိုက်တဲ့နောက်ထရန့်ကလည်းမဟာမိတ်အစ္စရေးကိုခုလိုကန့်လန့်ထားလို့ဆိုပါတယ်ဟာမတ်စ်တွေကအစ္စရေးတစားကံအလုံးကိုပြန်လည်လွှဲပြောင်းပေးဖို့ထရန့်တောင်းဆိုမှုကိုလက်ခံခဲ့ပြီးအဲ့ဒီအတွက်ဆွေးနွေးမှုတွေစတင်လို့ကြေညာခဲ့ရင်တော့ငြိမ်းချမ်းရေးဆွေးနွေးမှုကရှေ့တုန်းနိုင်မဲ့အလားအလာတွေတွေ့လာရတယ် ထရန်အစ်စနေနဲ့ဟာမတ်ဂျာမာပြင်ခတ်ရဲ့သဘောတူညီမှုပေါ်ထွန်းလောင်းကာတာအီဂျစ်ဆွေးနွေးတဲ့သူဂျောင်းဝင်ညှိနှိုင်းပေးနေရပါထရန်ကစစ်ရစဲနိုင်ရေးအတွက်အချက်20ပါဝင်တဲ့သူ့ရဲ့ကမ်းလှမ်းတောင်းဆိုချက်တွေကိုအစ်စရေးနဲ့ဟာမတ်တို့စီပြဖို့ထားခဲ့ပြီးအဲ့ဒီထဲကပထမအဆင့်ဖြစ်ဟာမတ်ကအစ်စရေးတစားကနေကိုပြန်လွတ်ဖို့အစ်စရေးကလည်းဂါဇာမှာပုံကျဲနေရရဲ့ဖို့ဆိုတာတွေကိုစတင်ရုံလင်းပေါ်လာမဲ့ခြေနေမြင်နေရပြီဒါပေမဲ့ဟာမတ်ဆာဂါဇာကိုကြီးစိုးအုပ်ချုပ်မှုကနေဆင်ခွာရမယ်ဆိုတော့နောက်ဆက်တဲ့အဆင့်တွေကိုတော့ဟာမတ်ဘက်ကနေလက်မခံသေးပဲနောက်ပိုင်းဆင်နေမှုရဲ့ဆက်လက်လှုပ်ရှားမယ်သဘောပါပဲ ၂၀၂၃အောက်တိုဘာ9ရက်နေ့မှာဟာမတ်စ်တွေကအစ္စရေးနယ်ဇက်ကိုကျူးကျော်တိုက်ခိုက်ပြီးအစ္စရေးနိုင်ငံသား1,000လောက်ကိုတပ်ဖြတ်ဒဇာကန်250ဝန်းကျင်ကိုဂါဇာပိုင်နဲ့တပ်ဖြတ်စီသွားခဲ့ရတာကနေစစ်ပွဲအစဖြစ်ခဲ့တာဖြစ်တယ်။အဲဒီစစ်ပွဲတွေအစ္စရေးဘက်ကလည်းကျဉ်းကျဉ်းတနက်ကင်တွေတုတ်ပြမှုတွေကြောင့်ဂါဇာမှာရက်သားအများအပြားပေါင်းပြီးပါလက်စတိုင်း6,600ကျော်တိုက်ဆုံးခဲ့ပြီးဖြစ်ပါတယ်။ ဆက်လက်ပြီးတော့တပ်ပြောင်းတက်လွဲလုပ်ပြီးပြန်လာတဲ့စစ်ကားတွေတရမင်းလုံးလိုက်ပါမှာချုပ်ကိုတိုက်ခိုက်ခဲ့ရစစ်သားနှုတ်သေးပြီးဘုံနဲ့တူတက်ချက်ပါခုနောက်တရားရမကွေတိုင်းတင်းမြို့နယ်တမတပ်ပြောင်းတက်လွဲပြုလုပ်ပြီးပြန်လာတဲ့စစ်သားတွေကိုဖျောက်ကြတိုက်ခိုက်ရာကျဖက်စစ်သားနှုတ်သေးဆုံးပြီးဘုံဆင်းရှိသူနယ်တူတက်ချက်အပောင်းခုနှစ်ယောက်ထိခိုက်တဲ့ရလို့ပမာပြကာကွေတဲ့ USB ရဲ့တရင်နဲ့ပြန်ကြိုက်တော့ကကိုတာချူကပြောတယ်အော်ဒဘလာတို့မင်းကညနေပိုင်းမှာမင်းတို့မျိုးနဲ့ကြောက်တိုင်တိုက်နယ်စေယုံစစ်တပ်ကိတ်စကန်ကာကနေတွေ့ပြောင်းတော်လဲလုပ်ပြီးပြန်လိုက်ဂျပန်စစ်ကော်မရှင်တဲ့အကနစီကိုတရမင်းတို့လမ်းပိုင်း ပဲမကန်းရွာလမ်းပေါက်တွေတော်လိုက်တွေချုပ်ကိုတိုက်ခိုက်ခဲ့တယ်။ဆိုပါစစ်ကားတွေကမင်းတို့မြို့နဲ့ကြောက်တိုင်တိုင်နယ်စစ်အုပ်တွေတက်ဆွဲထားတဲ့စစ်အုပ်စုတွေနဲ့တပ်ပြားတက်လဲပြုလုပ်ပြီးကောက်ဖာဆာစနစ်ရှာကိုပြန်လာချိန်မှာတိုက်ခိုက်ခံရဖြစ်ပါတယ်။တိုက်ပွဲတွေဂျပန်စစ်ကော်မရှင်တပ်သားနှစ်ယောက်တင်ဆောင်မီပိုးအဆင့်ရှိသူတယောက်နဲ့ကောက်ဖာဆာနှစ်ကဒုတိယအဆင့်ရှိသူခုနှစ်ယောက်ပါဝင်ခုနှစ်ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်။ ိုက်တိုက်ခိုက်မှုကိုဗမာပြည်ကကွဲတဲ့ USB ကလုံဆောင်ကြတာဖြစ်ပြီးအထိခိုက်မရှိဆုတ်ခွာနိုင်ခဲ့လို့သိရတယ်။ဗမာပြည်ကကွဲတဲ့ USB တပ်ဖွဲ့အနေနဲ့အခုရက်ပိုင်းတွေကတရက်မင်းတုံနဲ့မင်းလောင်းမြို့နယ်တွေကလမ်းပိုင်းတွေမှာစေးလုံရှောင်မှုတွေမကြောင်ကနပေါ်ဆောင်နေတာဖြစ်ပြီးအစိုးရမြို့နယ်တွေကစစ်တပ်ထုတ်ခေါ်ရောင်းချနေမှုတွေကိုစစ်စစ်ထိန်းချုပ်နေလို့သိရပါတယ်။ ဆက်လက်ပြီးတော့တိဘောမြို့နယ်မင်းတပ်မြို့ကိုယနေ့မနက်အစောပိုင်းစစ်တပ်ကလေနဲ့ဘုံးနေချေချမှုပြည်သူတုံးပြင်းထန်လျက်ရပြီးနေအများပြက်စီချမ်းပြည်နယ်မြောက်ပိုင်းတိဘောမြို့နယ်ချင်းပြည်နယ်မင်းတပ်မြို့တို့ကိုစစ်တပ်ကယနေ့မနက်ပိုင်းလေနဲ့ဘုံးနေချေချခဲ့ကြောင်းဒေသပြည်သူတွေနဲ့သက်ဆိုင်တော်လိုက်တပ်ဖွဲ့တွေထုတ်ပြန်ကြေညာသိရတယ်။အော်တိုဘလ၄ရက်နေ့မနက်9:49မိနစ်ချိန်ဂျပန်စစ်တပ်ကတီဝါမြို့နယ်တွင်ရှိနန်ဟူနွဲရာနဲ့ဂေါ်ရန်ကျေးရွာကြားသို့လေယာဉ်နဲ့ပုံကျဲခဲ့ကြောင်းဆိုပါပုံကျဲမှုကြောင့်ထိခိုက်မှုတစုံတရာရှိရလို့မကြသေးရသေးပဲလက်ကွင်းပြင်နယ်ကိုပုံကျပကွက်ခဲ့ကြောင်းတီဝါမြို့ဒေသပြည်သူတို့ကပြောတယ်။ နောင်ဦးနဲ့ရနဲ့ကော်ဒရာကြကလည်းကိုင်းနဲ့မှာပုံကြပောက်ကွဲလို့သိရတယ်ထိခိုက်ရှယ်လို့မကြသေးဘူးမြို့ပေါ်ကိုကြတော့မဟုတ်ဘူးလို့ဒီဘော့ဒေတာပြည်သူတော်ကပြောတယ်အော်တိုဘလာနေ့နေ့ည7:55မိနစ်ချိန်စစ်တပ်ကဒီဘော့မြို့ကိုလေရင်နဲ့ပေါင်900ဘုံနှလုံးချင်းချတိုက်ခိုက်သဖြင့်ဒီဘော့မြို့နဲ့စာဖိတ်ကြရှိကုမှုဒရာဟိုတယ်မှာအဆောင်အုပ်တစ်ခုထိခိုက်ပျက်စီးသွားခဲ့တယ် အလားတူယနေ့အော်တိုဘလလေးရဲ့နေမနက်တနာရီ23မိနစ်ချိန်နဲ့တနာရီ34မိနစ်ချိန်တို့မှာချန်ပီယံမင်တမြွေနေရာနှစ်နေရာကိုလေကြောင်းတိုက်ခိုက်မှုနဲ့ချိန်ပြုလုပ်ခဲ့ကြောင်းထိုလေကြောင်းတိုက်ခိုက်မှုတွင်ပြည်သူနေထိခိုက်ပျက်စီးမှုရှိခဲ့ပြီးပြည်သူ၃ပြည်ထောင်ရရှိခဲ့ကြောင်းစီရီယမင်တသင်းပြန်ကြားရေးနဲ့မှတ်တမ်းဌာနကသတင်းထုတ်ပြန်ထားပါတယ်။နောက်ဆက်အောင်ပြကြရတဲ့ထုတ်ပြန်ကျေးဇူးတင်ရှိပါတယ်ရှင်။